โอเคမင်္ဂလာပါကဲကျွန်တော်တို့ CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ပြီကျွန်တော်ဒီခေါက်မှာဒီ UI လေးကိုကျွန်တော်ရုပ်လုပ်ထားတဲ့ UI လေးကိုကျွန်တော်တို့ပြန်ရွှေ့အောင်မယ်။တစ်ခေါက်ပြန် run ကြည့်အောင်မနော်။ကြည့်မယ်။ run module ။ဟောဒီလိုပုံစံလေးတက်။ကဲကျွန်တော်တို့ဒီမှာထိတ်မှတော့ automatic ဘာပြ TK ပြမနော်။ဒီ TK ကိုကျွန်တော်တို့ပြောင်းမယ်။ application name ပြောင်းမယ်ဗျာ။ application name ကိုကျွန်တော် lottery number လို့ပေးတာ။ဟုတ်နော်။ TK name လေးကျွန်တော်တို့ရွေးတယ်။ဟုတ်ပြီနောက်တစ်ခုဒီမှာ ဒီဘက်တွန်မှာလည်းကျွန်တော်တို့နာမည်မထည့်ရသေးဘူးဒီဘက်တွန်မှာလည်းကျွန်တော်တို့နာမည်မထည့်ရသေးဘူးဒီကောင်းလေးနာမည်ထည့်မယ်အဲပြီးရင်ကျွန်တော်တို့ဒီ window ကဒီမှာကြည့်ဆွဲချဲလို့ရမနေဘူးလားဒီမှာတွေ့လား resize resize button နေဟိုဘက်ဒီမှာဆွဲလို့လို့ရမနေဘူးလားရနေတယ်အဲ့ဒီရနေကြအောင်မရအောင်ကျွန်တော်တို့ပြန်လုပ်မယ်အဲ့ဆို window တိုင်းနေထည့်မယ် window ကို resize အေးပဲပြင်မယ်ပြီးကျွန်တော်တို့ button ကိုနာမည်ပေးမယ် okay မလားဟုတ်ပြီဒီပုံနဲ့နည်းနည်းကြီးနေတော့နည်းနည်းလျှော့လာပါနော်နည်းနည်းလေးချုံလာ okay စစ်ကြည့်အောင်ကုတ်ထဲကိုဝင်မယ် ောက်ကနေပဲတော့တန်းရေးလို့ရတယ်နော်ပုံမှန်ဆိုတော့ဒီမှာကြည့်အောက်ကနေတော့တန်းရေးဒီ row column main grid ချထားတဲ့အောက်ကနေတော့ဒီ static number တွေတော့ချရေးလို့ရတယ်ဒီမှာကျွန်တော် window တွေအရင်ဆုံးစလုပ်တယ် window နောက်ကနေရေးလို့လည်းရတယ်ဒီရနေမှာကျွန်တော်ရေးလိုက်မယ် w ဒီ window property နော် win dow window dot ဘာလုပ်မလဲဆိုရင် tin tin တယ်ပြောလား window dot tin တယ်မှာကျွန်တော် tin တယ်ထည့်မယ် string နဲ့ထည့်ပါပဲ string တန်ဖိုးနဲ့ထည့်ရပါမယ်အဲ့မှာကျွန်တော်ရေးထားတယ် lottery number pick ကကျွန်တော်ပေးထားတယ်ဟုတ်ကဲ့နော် ကတော့ C ကတော့ V ဟုတ်ဗျာ window ကိုကျွန်တော်တို့ဘာလုပ်လိုက်မလဲတိုင်တယ်လုပ်လိုက်နောက်တစ်ခု WIN DOW window dot ပါရှိသေးလဲဆိုတော့ resize A ပဲဆက်ရှင် resize R E S I N ဆက် resize A ပဲ resize A ပဲမှာပါရှိတယ်တစ်ချက်ကြည့်ကြည့်လိုက်ဟုတ်ပြီနော်ဟုတ်ပြီနော် resize A ပဲဘယ်လိုကောင်းလဲကျွန်တော်တို့ကြည့်မယ် resize A ပဲ open presentation with high ဟုတ်လား with နဲ့ high ကိုဘယ်လောက်ထားမှာလဲ ဟုတ်လားဝိနည်းအသေးတက်မှတ်လိုက်တာဝိနည်းဟိုက်ကိုအသေးတက်မှတ်လိုက်သူပြီ precisely ပဲလုပ်လို့များဒီနေ့မှာကျွန်တော်တို့ကဝိထိုက်တွေဘာမှမပါနဲ့ first parameter second parameter တွေတိုင်း keywords argument နဲ့ထည့်လို့လည်းရကျွန်တော်00လို့ထည့်လိုက်တယ်00ဆိုတာဘာမှမထားဘူးဒီတိုင်းထားလိုက်တာသူ့ရဲ့အတွင်းထဲက component တွေအတိုင်းပဲဖြစ်နေလေဥပမာကျွန်တော်တို့ဒီ site တွေအတိုင်းပဲသွားနေလေဒါ loss free နဲ့မှာဟုတ်လားနောက်တစ်ခုဝင်လို့ကိစ္စပြီးဆိုရင်ကျွန်တော်တို့ gap button โอเคနော် gap button gap button oh sorry sorry crossi cro pui နောက်တစ်ခု recess pattern crossi cro pui gap pattern ကိုဘာလုံးမှာလဲ recess pattern ကိုဘာလုံးမှာ gap သူ့မှာပါကျွန်တော်ပုံမှန်ဆိုတော့ဒီထဲမှာဗျာ rose column တွေထည့်တယ်ဟုတ်ပြီဒီထဲ column span rose span တွေထည့်တယ် gap pattern pattern မှာကျွန်တော်တို့ pattern ကို create လုပ်ခနေတော့ဒီထဲမှာကျွန်တော်တို့ tab ဆိုပြီးတော့တခါတည်းစာထည့်ခဲ့လို့ရရှေ့မှာကျွန်တော်တို့အဲ့လိုထည့်ခဲ့တာဒီထဲမှာ comma ခံပြီးတော့ t h t tab ဆိုပြီးတော့ equal to ဆိုပြီးတော့ သူ့ရဲ့တန်ဖိုးထည့်ရင်လည်းရတယ်ကျွန်တော်တို့ဒီကံနောက်တစ်မျိုးနဲ့ထည့်မယ်ဟုတ်ကဲ့မလား gas button dot ဘာလုံးပါလဲ gas button dot c u sorry configure ဆိုတဲ့မတက်ရှိ c o n f i ဟုတ်လား g y configure configure မတက်က configuration သူ့ရဲ့ configuration တွေထည့်လိုက်တာအဲ့ဒီမှာကျွန်တော်တို့ dht test configuration တွေထည့်တယ်အဲတူတူပဲနော် ht test equal ပါထည့်မလဲဆိုတော့ဒီကမြန်မာလိုလေးထည့်ကြည့်မယ်လက်ကြီးနံပါတ်ရွေးပါဆိုလို့ရတယ်โอเค grow c ကရိုဘွီရွေးပါကျွန်တော်ရွှေးပါပြင်နော်ဇလုံးပေါင်းမှာကရိုဇက်တခါလေးပြင်လိုက်ခဏလေးနော်ရွေးပါကိုကျွန်တော်ပါရေးနေအဲโอเคဆော်ရီလက်ကီးနံပါတ်ရွေးပါဒီနောက်ကနေပြန်ရပြီလားနော်ရွေးပါလက်ကီးနံပါတ်ရွေးပါဆိုတော့ဘတ်တန်ကိုကျွန်တော်ပါလောက်မယ်စာထည့်โอเคကိုတို့ဘွီ လက်ကီးနံပါတ်ရွေးပါ dash နောက်တစ်ခုဒီကောင်ကလည်းအောက်ကကောင်လည်းနော်လည်းလိုပဲ top con config က config ကမှတ်တမ်းနဲ့သူ့ရဲ့ dhd test ကိုကျွန်တော်လှမ်းပြီးတော့ config ကလုပ်လိုက်အဲဒီလိုပုံစံဒီလိုလဲလုပ်လို့ရတယ်ကိုယ့်ကိုလိုရာလေးကျွန်တော်တို့ခွဲပြီးတော့လုပ်လို့ရတယ်သူ့ကိုကျွန်တော်ပြန်စပါလို့ကျွန်တော်ပေးထားတယ်ပြန်စပါ control c control v ဟုတ်ပြီဒါဆိုတော့ static value လေးပဲဒီ value တွေဒီကျွန်တော်တို့ program run နေတဲ့အချိန်မှာပြောင်းလားမပြောင်းဘူးဒါဆိုကျွန်တော်တို့ static value တွေ access လုပ်တယ်လို့ခေါ်တယ်ဟုတ်လားဒီလေးကြောင့် static value access လုပ်တယ်လို့နောက်တစ်ခုကျွန်တော်ပုံလေးနည်းနည်းကြည့်ကျင်နေပါဒီမှာကြည့်ကျွန်တော် run ထားတဲ့ပုံလေးနဲ့ရှိရင်အဲ့ကောင်ကျွန်တော်ပုံ size ချုပ်ကျင်တယ် image photo image small size img equal self ခါလေးနော် ဟုတ်လားဒီ photo image class ထဲမှာပါတယ်ဟုတ်လား photo image class ဒီ img တော့တော့ value ထည့်ပြီးပြောင်းလာ photo image တော့ဘာပါလဲဆိုဆက်ဆံပဲဟုတ်လားဆက်ဆံပဲမှတ်တယ်ပုံလေးနည်းနည်းချုံပုံနည်းနည်းရှင်းနေတယ်လို့ခံစားအဲ့မှာဆက်ဆံပဲမှာဘာမှဘာပါလားဘာ argument တွေရှိလဲဆက်ဆက်ဆိုတာသူ့ရဲ့ object ကိုထည့်ရင်တော့ဘာထည့်လာလဲ img ကိုထည့်လာပြီးရင်တော့ h tan ကိုအာ horizontal ဘယ်လိုချုပ်ပါလဲ vertical ဘယ်လိုချုပ်လဲကျွန်တော် h tan ကို0ထားလိုက်မချုပ်တော့ sorry h equal to 0 ဟုတ်လားဆိုတော့ why ကိုကျွန်တော်ဘာလောက်ထည့်လဲဆိုရင် why equal to နှစ်ဆလောက်ချုံလိုက်ဟုတ်လား body ကတောင်းလိုက်ကိုကျွန်တော်ဘာလောက်ချုံနှစ်ဆချုံကြည့် contrast ကျန်နေဟုတ်လားဘာလို့လဲ image ကိုကျွန်တော်ပြန်ပြင်လိုက်တယ်ပထမဆုံး photo image နဲ့ object ကိုဆောင်းလိုက်တယ်ပြီးတော့အဲ့ image တဲ့ကိုနောက်တစ်ခုဟုတ်ပြီနော်ဒီ image ကိုကျွန်တော်တို့ clamp ပြီးချုံ html0 နဲ့ yn02 နဲ့လှမ်းချုံပြန် run ကြည့်မယ် static value တွေနော်တို့ assess လုပ်ပြီးပါရင်နော် run oh sorry 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 ဝင်လို့00ထားတော့ပုံပြောက်သွားဟုတ်လားပုံတန်မှုမရှိဖြစ်သွားတာโอเคအမှလက်ကီးနံပါတ်တွေဝင်သွားပြီအစင်ကတော့ပြင်းနေပြီပြန်ကျွန်တော်အဟောင်းကိုလည်းကျွန်တော်မပိတ်ရသေးဘူးねတူတယ်ဟုတ်နော်မပိတ်ရသေးဘူးねတူတယ်အဟောင်းနေပိတ်လိုက်အောင်မယ်ဒီကောင်လည်းကျွန်တော်ပိတ်လိုက်တော့မယ်ဗျာနော်အစားပြန်စားမယ်နောက်တော့ပိုင်းတို့ဖိုင်းတွေဘယ်မှရှိလဲ random ကိုလည်းကျွန်တော်ပိတ်လိုက်တော့မယ် random ကိုလည်းပိတ်လိုက်တော့โอเคဒီပုံစံကိုပြန် run မယ် image 8.0ဆိုတော့သူပျောက်သွားတာဗျာနော်2စီလောက်ခြုံလိုက် h2 y2 လောက်ချော့ကြည့်လိုက်။ Okay ပြန် run ကြည့်လိုက်။ Okay အဲ့နည်းနည်းသေးလုံးပါနော်။ပက်ပက်လေးသူကနှစ်ပက်လေးချော့။အစင်းရတော့ပြင်နေဒီမှာ lucky number နေလိုက်ရင်ဒီဘက်ကောင်ကနန်းနေလာတော့မယ်။ပြန်စပါအောင်ကျွန်တော်ဒီမှာကြည့် precise ပဲဖြစ်သေးလားဆွဲချေလို့ရသေးလားမရတော့ကျွန်တော်တို့ application တွေကဒီပုံစံမှာပါဖြစ်နေကိုအတီးဖြစ်နေ။ Okay မနော်အစင်ရတော့ပြေးနေပြီ။ပုံစံလေးကိုနည်းနည်းပြန်ကြည့်လိုက်ပါဦးမနော်။ ်နည်းနည်းပြန်ကြည့်လိုက်အောင်မယ်ခဏလေး h tempo 2ထားပြီးတော့ y tempo ကို h tempo ကို2မထား h tempo 1ရအောင် y tempo 2ထားလိုက်မယ်เนาะ h tempo 1နဲ့ y tempo 2ချုပ်ကြည့်လိုက်ပြန်ဘယ်လိုပြန်လွမ်းလဲပုံလေးနည်းနည်းကြည့်လိုက်လားအဲ y tempo down လိုက်ကျွန်တော်ချုပ်လိုက်ဖြတ်လိုက်ကြရပါတယ်ဗျာเนาะမလုပ်တော့ပါဘူးဒီဒီရောကိုမန့်အော့လိုက်တော့ဒီလိုလုပ်လို့ရတယ်ဆိုတာသိရင်ရတယ် Okay, okay, you're not going to That's the value in our value library. That's the slow life. You're not going to dynamic value. Sad time. I'm not going to Okay, thank okay. okay. you. Okay.